အလုံးမဲမင်္ဂလာပါဒီနေ့ထိုင်းရွှေကတော့အတက်အကြက12ကြိမ်တီတီရှိပြီးတော့ညနေမှာ350အတက်နဲ့ဈေးပိတ်သွားပါပြီဒီနေ့က session ရနေ3လပိုင်း2020နဲ့5ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့350တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေကဲဈေးဆိုင်ကရောင်းနေဈေးက4000နဲ့မှ8000ဆိုင်ကလက်ခံနေဈေးက4000နဲ့မှ900အဝေရဏရဈေးနှုန်းတွေကဆိုင်ကရောင်းနေဈေးက4800နဲ့မှ800ဆိုင်ကလက်ခံနေဈေးက4841.5ရှင်းနဲ့ပေါက်ဈေးရှိပါတယ်ကမ္ဘာကျွေးတောင်းစားကိုဒေါ်လာ3020တက် 3.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှတ်ငွေ33.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 96.500ခန်းရှိတဲ့တန်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ100ရှိပါတယ်။လက်ခပီစီတန်းရွှေခဲတစ်ပတ်သားကို48200နဲ့ပေါင်းစည်းရှိပါတယ်။ဆိုင်ကလက်ခနဲ့ဈေးကတော့48900နဲ့ရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရတိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့လက်ဝယ်ရတာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းနှုန်းဖြတ်ပြီးတဲ့ပြင်ကို 4,350ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။လက်ရှိမှာတော့ထိုင်းရွှေဈေးကအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ကမ္ဘာရွှေတောင်းစားကိုဒေါ်လာ3,100ကနေ3,200ထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ထိုင်းရွှေကတပတ်သားကို9,000အထိ တက်မယ်လို့ခမန်းထားကြပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကကြံပြူချင်ပါတယ်။အခဲကလည်းဝိညာဉ်နဲ့စာလို့ရှိရင်လက်ကဈေးနှုန်းကအများကြီးကိုတက်တာမှဖြစ်ပါတယ်။ထိုင်းရွှေခဲကိုဝယ်စုထားခြင်းဖြင့်နောက်တစ်ချိန်မှာပြန်ရောက်တဲ့အခါမှာအမြက်ဈေးနဲ့ပြန်ပြီးတော့ရောင်းရနိုင်ပါတယ်။ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့ဆိုရင်တော့လက်ကဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲ မှာတွားပြီးတော့ဝယ်လို့ရပါတယ်ရွှေဆိုင်ကနှစ်ထပ်မှာရှိပါတယ်ထိုင်းရွှေခဲတပတ်သားကိုလက်ခ205ပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူးထိုင်းရွှေစင်းငွေစည်းတွေကိုကျွန်တော်အမြဲတမ်းတင်ပေးပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားပေးနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ